တားချန်နယ်ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်အခုတစ်ခေါက်တင်ဆက်ပေးချင်တာကတော့ကဘာပေါ်မှာစားပါဝင်မှုအများဆုံးရေကန် Great Teller ဖောင်အကြောင်းပဲဖြစ်ပါတယ် ကဘာပေါ်မှာစားပါဝင်မှုအများဆုံးရေကန်လို့ပြောလိုက်ရင်ပင်လယ်သီကိုပြည့်မြင်မိကြမှာပါ။ဒါပေမဲ့အခုဖော်ပြပေးမယ့်ရေကန်ကတော့ပင်လယ်သီထက်စားပါဝင်မှုတိတိတတ်တာပိုများပါတယ်။ဒီနေရာနဲ့အပူချိန်ဒီကဲရဲ့အမည်က Great Tela Bang လို့ခေါ်ပြီးအီသီယိုးပီးယားနိုင်ငံရဲ့ Alpha Theta ဒဏ္ဍခိုဒီပရက်ရှင်မှာတည်ရှိပါတယ်။ရေကန်ရဲ့အလျားကပေ200နဲ့အကျယ်ကပေ130ဝန်းကျင်ခန့်ရှိပါတယ်။ ီရေကန်ဟာ2005ခုနှစ်ကငလင်လှုပ်ခတ်ပြီးနောက်ပြန်လည်အသက်ဝင်လာတဲ့ရေပူစမ်းရဲ့အပေါ်မှာတည်ရှိနေတာဖြစ်ပါတယ်။ရေပူစမ်းကနေရေပူတွေစီးထွက်နေရကြောင်းရေရဲ့အပူချိန်က90ဒီဂရီကနေ55စင်တီဂရိတ်အတွင်းတည်ရှိနေတတ်ပါတယ်။စားပဝင်မှုစမ်းချိန် DI ရဲ့အထူးခြားဆုံးအချက်ကတော့ကဘာပေါ်မှာစားတဲ့အမြင့်ဆုံးရေကန်အဖြစ်စံချိန်တင်လာရပဲဖြစ်ပါတယ်။ဒီရေကန်ထဲမှာပါဝင်နေတဲ့စားတဲ့ပမာဏဟာ43.3%ခိုင်နှုန်းရှိပါတယ်။ ဒါကရေအလေးချိန်1ကီလိုဂရမ်မှာစားပါဝင်မှု433ဂရမ်အထိရှိနေတာကိုဆိုလိုတာဖြစ်ပါတယ်။တက်ရှိများရှင်းတန်နိုင်မှုဒီလိုစားတဲ့အလွန်အမင်းများပြတာနဲ့ရေပူတွေရှိနေတာကြောင့် DAI နဲ့မှာတက်ရှိတွေရှင်းတန်နေထိုင်မှုဆိုတာမဖြစ်နိုင်သလောက်ပါပဲ။အခြားထူးခြားချက်များဒါအပြင် DAI မျက်နှာပြင်ကနေအနက်မရှိတဲ့ဓာတ်ငွေ့ပူပေါင်းလေးတွေအစင်မပြတ်ထွက်ရှိနေပါတယ်။ ဒီတန်းဝေဟာမိတောင်လှုပ်ရှားမှုတော့ထွက်လာတဲ့ကာဗွန်ဒိုင်အောက်ဆိုက်ဖြစ်နိုင်ပြီးပမာဏများလာတဲ့အခါသင်းငယ်တဲ့ငှက်တွေအင်းဆက်တွေနဲ့လူတွေကိုပါအန္တရာယ်ဖြစ်စေနိုင်ပါတယ်။ Great Teller ဘောင်ဟာကမ္ဘာအပူဆုံးနဲ့အနိုင်ဆုံးဒေတာတွေရဲ့ကတခုဖြစ်တဲ့ဒါနာဂီမြင်းနှိမ်ဒေတာရဲ့ထူးခြားတဲ့သဘာဝဖန်တီးမှုတစ်ခုလည်းဖြစ်ပါတယ်။ကျမတို့ရဲ့ Star Channel ကို Like Subscribe လုပ်ဖို့မမေ့ပါနဲ့နော်။